တဘာဝတရားကြီးရဲ့ကြောင်းမဖွယ်ရစွမ်းအားကိုရောတခါတရံမှာမထင်မထားပဲကဘာကြီးရဲ့အစွန်အဖျားတွေအထိဆက်ဆက်နေတဲ့ဆက်နွယ်မှုတွေအကြောင်းတွေကိုပါထင်ထင်ရှားရှားပြသသွားတဲ့ဖြစ်ရပ်တစ်ခုအကြောင်းတင်ဆက်ပေးဖို့ရှိပါတယ်။အဲ့ဒါကတော့ဂျပန်နိုင်ငံကိုအင်အားပြင်းပြင်းနဲ့ဝင်ရောက်တိုက်ခတ်ခဲ့တဲ့တိုင်ဖွန်းမုန်တိုင်းကြီးဟဲလုံအကြောင်းပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီဇယ်လန်ကဂျပန်ကျွန်းစုတွေမှာပဲရပ်တန့်သွားခဲ့တာမဟုတ်ဘူးဆိုတာကအံ့ဩစရာပါ။ဒီမုန်တိုင်းကြီးရဲ့အကျဉ်းကျန်တွေဟာ Pacific သမုဒ္ဒရာကြီးကိုမိုင်မောင်းထောင်ချီဖြတ်ကျော်ပြီးခရီးဆက်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ American ပြည်ထောင်စုရဲ့အနောက်ဘက်ကမ်းရံဖြစ်တဲ့ California ပြည်နယ်ရဲ့ရာသီဥတုကဘာဘလို့ပုံစံနဲ့ဝင်ရောက်ချေလဲလိုက်တယ်လဲဆိုတာကိုအသေးစိတ်အဆင့်ဆင့်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီဆက်ဆက်မှုကသိပ္ပံပညာရှင်တွေကိုပါခေါင်းစားစေခဲ့တဲ့ကွင်းဆက်တစ်ခုပါပဲ။အဖြစ်ပြက်စတင်ခဲ့တဲ့နေရာကတော့ Pacific သမုဒ္ဒရာအနောက်ခြမ်းရဲ့နွေးထွေးလာတဲ့ပင်လယ်ရေပြင်ကျယ်ပဲဖြစ်ပါတယ်။ဂျပန်မိုးလေဝသအေဂျင်စီကတော့အစောပိုင်းမှာဒီဖြစ်ရပ်ကိုတိုင်ဖွန်းမုန်တိုင်းအမှတ်22လို့တာမန်တိုင်းသတ်မှတ်ခဲ့ပြီးဟဲလုံလို့နာမည်ပေးခဲ့တာပါ။ ဟဲလုံဟာဆက်ဆာချင်းမှာတော့ဘသူမှသတိမထားမိလောက်တဲ့တာမန်မုံတိုင်းငယ်လေးတစ်ခုဖြစ်ပဲလူးလွန်စတင်ခဲ့တာပါ။ဒါပေမဲ့ဒီမုံတိုင်းလေးရဲ့ပဝန်းကျင်ကအခြေအနေတွေကသူ့အတွက်အကောင်းဆုံးမွေးဖွားရနေရာဖြစ်နေခဲ့ပါတယ်။ပင်လယ်မျက်နှာပြင်အပူချိန်တွေဟာပုံမှန်ပြင်းပြထက်1ဒီဂရီစင်တီဂရိတ်ကနေ2ဒီဂရီစင်တီဂရိတ်အထိကိုပိုပြီးပူနွေးနေခဲ့တာပါ။သိပ္ပံပညာရှင်ကြီးတွေကဒီအပူချိန်မြင့်တက်လာမှုကိုကဘာကြီးပူနွေးလာမှုနဲ့ဓာတ်ရိုက်ဆက်ဆက်နေတယ်လို့သုံးသပ်ကြပါတယ်။ဒီပင်လယ်ရေပူဆွမ်းရင်အပူတွေဟာဟဲလုံအတွက်တော့အင်မတန်အရေးပါတဲ့လောင်စာဆီဖြစ်လာခဲ့တာပါ။ မုံတိုင်းရဲ့လေဘဟိုမှာရှိတဲ့လေတိုက်နှုန်းကတနအီကို220ကီလိုမီတာ138မိုင်အထိကိုရောက်နေပြီတခါတခါဆိုရင်တနအီ250ကီလိုမီတာ155မိုင်နီးပါးကိုအပြင်းထန်တိုက်ခတ်နေကြတာပါဒီလေတိုက်နှုန်းတွေဆိုတာအရာရာကိုလုံးဝဖျက်ဆီးပစ်နိုင်တဲ့အစွမ်းအားတွေပါဂျိုရူကလည်းရိုက်ယူထားတဲ့ပုံရိပ်တွေမှာဆိုရင်ဒီမုံတိုင်းကြီးရဲ့အဖျက်စွမ်းအားဘလောက်ကြီးမလဲဆိုတာကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်မုံတိုင်းမျက်စိကပြတ်သားပြီးရှင်းလင်းနေတယ်လို့သူ့ပတ်လေကအလွန်ထူထပ်တဲ့မိုးတိမ်တိုင်းနေရန်ကြီးကလည်းကြောက်မက်ဖွယ်ရမြင်ကွင်းပါပဲ။ ဒါဟာဒီမုံတိုင်းကရိုးရိုးမဟုတ်ဘူးဆိုတာကိုတတ်သိပြနေကြတာပါမုံတိုင်းရဲ့ပထမဆုံးပြစ်မှတ်ကတော့ဂျပန်နိုင်ငံတိုချိုမြို့ရဲ့တောင်ဘက်မှာတည်ရှိတဲ့အီစုကျွန်းစုပဲဖြစ်ပါတယ်ဂျာတာပရိနေမနက်ခင်းရောက်တာနဲ့မုံတိုင်းကြီးဟာအီစုကျွန်းစုကိုစတင်ဝင်ရောက်လာခဲ့ပြီးအဲ့ဒီဒေသတစ်ခုလုံးအတွက်အရေးပေါ်အခြေအနေတရက်ကိုဖန်တီးပေးလိုက်ပါတော့တယ်ဂျာတာပရိနေမနက်ခင်းမှာဟဲလုံဟာအီစုကျွန်းစုကိုစတင်ရိုက်ခတ်တဲ့အခါဂျပန်အစိုးရဟာအမြင့်ဆုံးအဆင့်သတိပေးချက်တွေထုတ်ပြန်ပေးခဲ့ရပါတယ်လေပြင်းမုံတိုင်းတန်းပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှုနဲ့ အလွန်အသေးထန်တဲ့မိုးရေတွေအတွက်အထူးသတိပေးချက်တွေထုတ်ပြန်ခဲ့ပြီးအထူးသဖြင့်လူနေထိုင်မှုများပြားတဲ့ဟာချီဂျိုးနဲ့အဂါရှိမာကျွန်းပေါ်ကပြည်သူတွေကိုအမြန်ဆုံးဘေးလွတ်ရာကိုရွှေ့ပြောင်းကြပါလို့တိုက်တွန်းခဲ့ရတာပါ။နေ့လယ်ပိုင်းရောက်တဲ့အခါမုံတိုင်းကြီးကတနအိုင်ကိုကီလိုမီတာ30နှုန်းနဲ့ဆက်လက်ရွှေ့ရှားနေစေပါပဲ။သူ့ရဲ့ဗဟိုချက်မှရှိတဲ့လေဖိအားကလည်း950ဟက်တိုပါစကယ်အထိကိုကျဆင်းနေခဲ့ပါတယ်။သိပ္ပံဒီအရဆိုရင်တော့လေဖိအားနဲ့လေလေမုံတိုင်းရဲ့ဆုပ်ယူအားနဲ့အဖြတ်ဆွမ်းအားကပိုပြီးပြင်းထန်လေလေဖြစ်တာမို့ ဒီအခြေအနေဟာဘလောက်အန္တရာယ်ကြီးလဲဆိုတာကိုထပ်ပြီးဖော်ပြနေကြတာပါပဲဒီလိုမျိုးကဘာပြတ်မတဲ့အကြောင်းမှဖော်ရအခြေအနေကြောင့်ဒေတာကန်တွေရဲ့ဘောရတွေကလည်းချက်ချင်းဆိုသလိုပြောင်းလဲသွားကြရပါတယ်လေတိုင်နှုံးတွေဒီလောက်ပြင်းထန်နေတဲ့အတွက်လူရပေါင်းများစွာဟာသူတို့ရဲ့ချက်ခင်ရတဲ့နေအိမ်တွေကိုစွန့်ခွာပြီးအသက်လုံလုံရာစီကိုပြေးခဲ့ကြရပါတယ်အစိုးရကဖွင့်လှစ်ပေးထားတဲ့ဘေးလွယာခိုလုံရေးစခန်းတွေမှာဒီကာလမှာဒေတာကန်ပြည်သူတွေရဲ့တခုပြီးသောမျှော်လင့်ချက်နဲ့ခုနားရနေရဖြစ်လာခဲ့ပါတယ်အီဇူဂျွန်ဆူရဲကတိုရှီမာနေအီဂျီမာ ကိုသူရှိမာမိယာခဲကြီးမာနဲ့မိခူရာကြီးမာစတဲ့တခြားကျွန်းတွေမှာလည်းအခြေအနေကမတက်တာပါဘူး။လေပြင်းတွေကဆက်မပြတ်တိုက်ခတ်နေတာကြောင့်နေရာနှက်မှာဓာအားလိုင်းတွေပြတ်တောက်ပြီးမီးတွေပြတ်ကုန်ပါတယ်။တဲယူပို့ဆောင်ရေးစနစ်တစ်ခုလုံးရပ်တန့်သွားမှာကိုအာနာပိုင်တွေကအလွန်မင်းစိုးရိမ်ပူပန်ခဲ့ကြရပါတယ်။ဒါအပြင်ဒေသခံအာနာပိုင်တွေဟာ NAMs နှစ်မျိုးကိုအထူးသတိထားကြဖို့အဆက်မပြတ်သတိပေးခဲ့ရပါတယ်။ပထမတစ်ခုကတော့မြေပြိုကျမှုအန္တရာယ်ပါ။ဒုတိယတစ်ခုကတော့ linear rain bands လို့ခေါ်တဲ့ နေရာကွက်ကြားအလွန်သဲထန်စွာရွာမိုးရွာသွန်းတက်တဲ့မိုးရမ်းတွေပဲဖြစ်ပါတယ်။ဒီမိုးရမ်းတွေရဲ့အန္တရာယ်ကဘာလဲဆိုတော့ရေကြီးရေချမ်းမှုအခြေအနေဟာမိနစ်ပိုင်းအတွင်းမှာပဲအဆိုးရွားသွန်းကိုရောက်သွားနိုင်တာကြောင့်ပါ။ဒီတော့သတိရှိကြပါ။အချိန်မရွေးအချိန်နေဆိုးရွားနိုင်တယ်လို့ပြောနေတာ ਨੇ အတူတူပါပဲ။စိတ်သက်သာစရာကောင်းတာတစ်ခုကတော့ဟဲလိုမုန်တိုင်းကြီးဟာဂျပန်ပြည်မကြီးကိုတိုက်ရိုက်ဝင်ရောက်ခြင်းမရှိပဲဣစုကျွန်းစုအနီးကနေဖြတ်ကျော်ပြီးပစိဖိတ်သမုတ်တရားတွေကိုဥတီကွေ့ထွက်သွားခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့လို့သူဖြတ်သွားတဲ့လမ်းတစ်လျှောက်မှာတော့အလွန်ဆိုးရွားတဲ့ရာသီဥတုထံနဲ့ ကြီးမားတဲ့ပျက်စီးဆုံးရှုံးမှုတွေကိုခြံထားခဲ့ပါတယ်။ဂျပန်ကမ်းခြေတောင်တပ်ဖွဲ့ကလည်းတင်မောတွေကိုမုံတိုင်းရဲ့ခံမန်းလမ်းကြောင်းကနေအဝေးဆုံးကိုရှောင်ပြီးမောင်းနှင်ကြဖို့အရေးပေါ်တတိပိတ်တက်တွေထုတ်ပြန်ခဲ့ရပါတယ်။ဒါအပြင်ကျိုးနေစီသွားမဲ့လင်းရင်ခီးစဉ်တွေနဲ့ကရုတ်တင်မောတွေအားလုံးကိုလည်းရက်အကန့်အသတ်မရှိရက်ဆိုင်ထားခဲ့ရမှာမို့ခရီးသွားလာရေးလုံးဝရပ်တန့်သွားခဲ့ရပါတယ်။ဒီအချိန်မှာတော့အရေးပေါ်ကိစ္စရေးအဖွဲ့တွေဟာဓာတ်အားပြတ်တောက်မှုတွေနဲ့လမ်းပိတ်ဆို့မှုတွေကိုဖြေရှင်းပြီးပြည်သူတွေကိုကူညီဖို့အတွက်အဆင့်အနေထားနဲ့စောင့်တိုင်းနေခဲ့ကြပါတယ်။ ဒီလောက်အဖြတ်ဆွမ်းအားကြီးတဲ့တဘာဝဘေးကိုကြုံရတဲ့အခါကယ်ဆယ်ရေးသမားတွေရဲ့အခမ်းအနားကတကယ်ကိုအရေးပါလာပါတယ်။ဂျပန်နိုင်ငံဟာဟဲလုံရဲ့အဖြတ်ဆွမ်းအားကိုကြံ့ကြံ့ခံရင်းအပြတ်အစီးများစွာနဲ့ကြံခဲ့ကြမှာပဲ။မုံတိုင်းရဲ့ရွေးချယ်မှုဟာတကယ်ကိုမထင်မှတ်ထားတဲ့ပုံစံအစ်နဲ့နေရာတစ်ခုစီကိုစတင်ကူပြောင်းမှုပြင်ဆင်နေခဲ့ပါတယ်။ဒါဟာရွေးရွေးမုံတိုင်းတစ်ခုရဲ့အဆုံးသတ်မဟုတ်ခဲ့ပါဘူး။ဘာဖြစ်သွားလဲဆိုတော့ဟဲလုံရဲ့အကျွင်းကြံစွမ်းရည်နဲ့အစိုးတက်တွေဟာပစိဖိတ်သမုဒ္ဒရာအထက်မှာရှိတဲ့တခြားရာသီဥတုစနစ်တစ်ခုနဲ့အံ့ဩပွေရာပေါင်းဆက်သွားခဲ့တာပဲဖြစ်ပါတယ်။ ီပေါင်းဆက်မှုကြောင့်ကမ္ဘာလေတုအပေါ်လွှာမှာအချိန်ပြင်းပြင်းနဲ့တိုက်ခတ်နေတဲ့ဂျက်လီစီတောင်ကိုပုံမအားကောင်းသွားစေခဲ့ပါတယ်။ဒီလိုအားကောင်းလာတဲ့အခါအီယာမအစိုးတက်တင်နိုင်ကြီးတစ်ခုကိုမြောက်အမေရိကတိုက်ပက်စီကိုအချိန်ဟုန်နဲ့တွန်းပို့လိုက်တယ်လို့ဖြစ်သွားခဲ့ပါတယ်။တိုက်ပက်ပြင်းနေရှာပညာရှင်တွေကဒီဖြစ်စဉ်မျိုးကိုလေတုဆိုင်ရာဆက်သွယ်မှုလို့ခေါ်ကြပါတယ်။နားလည်တွင်အောင်ပြောရရင်တော့ Pacific မုတ်တရားနောက်ပတ်ချမ်းမှာဖြစ်ပေါ်ခဲ့တဲ့တိုင်ဖုန်းမွန်တိုင်းတစ်ခုရဲ့စွန်းရင်တဲ့အစိုးတက်တွေဟာလေစီတောင်တွေကိုရောက်သွားပြီးမိုင်ပေါင်းထောင်ချီဝေးတဲ့နေရာကရာသီဥတုပုံစံတွေကိုပါ လွှမ်းမိုးပြောင်းလဲစေနိုင်တဲ့ဖြစ်စဉ်တစ်မျိုးပါပဲ။ဒါကကဘာကြီးရဲ့ရာသီဥတုစနစ်တွေဘလောက်အထိချိတ်ဆက်နေလဲဆိုတာကိုပြသနေတာပါ။ဒီဖြစ်စဉ်ဟာကယ်လီဖိုးနီးယားပြည်နယ်အတွက်တော့ဘလို့အထိပဲတက်ရောက်သွားတယ်လဲဆိုရင်ရပ်ပေါင်းများစွာကြာမြင့်မဲ့မိုးတက်မုန်တိုင်းကြီးတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ခံမှန်းချက်တွေအရကန်ယိုရန်ဒေတာတွေနဲ့ကုန်းတွင်းပိုင်းဒေတာတွေမှာမိုးသည်ထန်စွာရွာသွန်းမယ်လို့ဆိုပါတယ်။အထူးခြားသောကတော့မြန်မာရဲ့ဆီရာနီဗာဒါတောင်တန်းတွေပေါ်မှာဆိုရင်ရာသီဥတုမတိုင်ခင်မှာပဲနှင်းတွေအများပြားကျဆင်းနိုင်တယ်လို့ခံမှန်းခဲ့ကြတာပါပဲ။ မိုးလေဝသခံမှန်းချက်တချို့ကဆိုရင် Bay Area ဒေသဟာပြီးခဲ့တဲ့ဆောင်းရာသီနောက်ပိုင်းအပြင်းထန်ဆုံးမိုးရွာသွန်းမှုကိုကြုံတွေ့ရနိုင်တယ်လို့တောင်ညွှန်ပြနေပါတယ်။တောင်ပေါ်မှာကြာမဲ့နှင်းတွေကလည်းအော်တိုဘာလအတွက်ပုံမှန်ထက်နှိမ့်တဲ့အမြင့်ပေရီထိရောက်ရှိနိုင်တယ်လို့ခန့်မှန်းထားတာမို့ဒီဟဲလွန်ရဲ့အကျဉ်းချံကဂျပန်ကနေအမေရိကန်ထိဘလောက်တောင်ကြီးမားတဲ့တက်ရောက်မှုတွေပေးကြလဲဆိုတာကတော့တကယ့်ကိုအန်အော်ပနန်ဖြစ်စေရပါပဲ။ဒီမုန်တိုင်းကျဉ်းချံရဲ့ခရီးစဉ်ကမပြီးဆုံးသေးပါဘူး။သူတို့ဟာအစပိုင်းမှာအလက်စကာပြည်နယ်အနောက်ပိုင်းကိုဥတီရွေးရှားခဲ့ပြီး အဲ့ဒီနောက်တနင်္ဂနွေနေ့ညနဲ့တနင်္လာနေ့တွေမှာဆိုရင်တော့ဘာရင်းပင်လယ်ရဲကိုဝင်ရောက်သွားပါတော့တယ်။အဲ့ဒီကနေတစင်းသူတို့ကဂျက်လီစီတောင်းကိုပို့ပြီးအားကောင်းစေလိုက်တဲ့အတွက်လေဖီအားမြေရဲဝန်ကြီးတခုကိုကနေဒါနိုင်ငံထဲကိုတွန်းပို့လိုက်ပါတယ်။ဒီလိုတွန်းပို့လိုက်ခြင်းရဲ့အကျိုးဆက်ကတော့အာတိတ်ဒေသကအလွန်အေးဆက်တဲ့လေတုတွေဟာတနင်္လာနေ့မှာဝါရှင်တန်၊အော်ရီဂွန်နဲ့ကယ်လီဖိုးနီးယားပြည်နယ်တွေဘက်ကိုအချိန်နဲ့စီးဆင်းလာစေတာပါပဲ။အဲ့ဒီအေးဆက်တဲ့လေတုတွေကကန်ရိုရမ်ဘော်ကမုန်တိုင်းစနစ်နဲ့ပေါင်းဆက်သွားတဲ့အခါကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်းအထူးသဖြင့် ဘေးအေရီးယားတဝိုက်မှာမိုးအလွန်သဲထန်သွားရွာသွန်းစေမှာဖြစ်ပါတယ်။ဒါအပြင်စီရာနီဗာဒါတောင်တန်းတွေပေါ်မှာဆိုရင်လည်းနှင်းအမြောင်များကျဆင်းစေမယ်လို့ခန့်မှန်းထားကြပါတယ်။မိုးလေဝသပညာရှင်တွေရဲ့ပြောကြားချက်အရတော့မုန်တိုင်းရဲ့လမ်းကြောင်းပေါ်မူတည်ပြီးဘေးအေရီးယားဟာပြီးခဲ့တဲ့ဆောင်းရာသီနောက်ပိုင်းအပြင်းထန်ဆုံးမိုးကတော့ကြုံတွေ့ရနိုင်ခြေရှိပါတယ်။တာဟိုအိုင်နဲ့စီရာတောင်တန်းတွေမှာဆိုရင်နှင်းတွေပေပေါင်းများစွာကျရောက်နိုင်တယ်လို့ခန့်မှန်းထားတာမို့ဂျပန်ကစတင်ခဲ့တဲ့မုန်တိုင်းကြီးရဲ့လွှမ်းမိုးမှုကအမေရိကန်အထိတကယ်ကိုအကျိုးသက်ရောက်နေခဲ့တာပါပဲ။ ဒီလိုဟဲလိုမုန်တိုင်းကြီးရဲ့အဖြက်ဆွမ်းအားကိုအပြင်းထန်ဆုံးခံစားရတဲ့နေရာကတော့ဟာချီဂျိုကျွန်းလေးပါပဲဒီကျွန်းလေးဟာမုန်တိုင်းကြောင့်တကယ်ကိုကြေကွဲပွေရာဒုက္ခတွေကိုခါးစည်းခံခဲ့ရပါတယ်မှတ်တမ်းတင်လောက်တဲ့မိုးရေချိန်များရွာသွန်းခဲ့တယ်လို့ကျွန်းရဲ့အခြေခံအဆောက်အုံတွေအများစုလည်းပျက်စီးသွားခဲ့ရပါတယ်အဆိုးဆုံးကတော့သူတို့ဟာပြင်ပကဘာနဲ့အဆက်အသွယ်ပြတ်တောက်သွားတဲ့ဒုက္ခတွေကိုပါရင်ဆိုင်ခဲ့ရတာပဲဖြစ်ပါတယ်ဟဲလိုမုန်တိုင်းရဲ့အဖြက်ဆွမ်းအားကိုဟာချီဂျိုကျွန်းကအဆိုးဆုံးခံစားခဲ့ရတယ်ဆိုတာဟာဒီဖြစ်ရပ်တွေကတသက်ပြနေပါတယ် ဗော်ဒါဟုနေ့ညနေကနေဂျာတာရီနေမနက်ကြား6နာရီတာကာလာတွင်းမှာပဲကျုံးပေါ်မှာမိုးရေကျင်း261.5မီလီမီတာအထိကိုရွာသွန်းခဲ့ပါတယ်။ဒီပမာဏဟာအဲ့ဒီကျုံးရဲ့မိုးလေဝသအမှတ်တမ်းသမိုင်းတစ်လျှောက်အမြင့်ဆုံးဆန်ချိန်ဖြစ်သွားခဲ့တာပါ။ပြင်းထန်တဲ့လေတန်းကြောင့်လည်းတပင်တွေလဲပြိုအိမ်ခေါင်မိုးတွေပြက်စီးကမ်းလွန်ပင်လယ်မှာလည်းလှိုင်းမြင့်ဟာ12မီတာပေ40နီးပါးအထိကိုမြင့်တက်လာခဲ့တာမို့စိတ်ကန်းအလုံးကိုလုံးဝပိတ်ထားလိုက်ရပါတော့တယ်။တင်းမော်တွေဝင်ထွက်မရတဲ့အခါကဲသေးကြီးနဲ့လိုအပ်တဲ့ပစ္စည်းတွေပို့ဆောင်ရေးအတွက်ပါအခက်အခဲဖြစ်ကုန်တာပါ။ ဒီလိုအခြေအနေတွေကြောင့်တိုချိုမြို့တော်အစိုးရကဟာဂျီဂျိုးမြို့နယ်အတွက်အရေးပေါ်အခြေအနေအဆင့်၅တတိပေးချက်ကိုချက်ချင်းထုတ်ပြန်ခဲ့ရပါတယ်။ဒါဟာဂျပန်နိုင်ငံရဲ့တဘာဝဘေးရန်ကြီးရဲ့တုံ့ပြန်ရေးစနစ်မှာအမြင့်ဆုံးနဲ့အပြင်းထန်ဆုံးအဆင့်ဖြစ်ပါတယ်။အဲဒီအချိန်မှာပြည်သူ2000ကျော်ဟာဘေးလွတ်ရာခိုလုံရေးစခန်းတွေမှာပြည့်ကျက်နေခဲ့ပါတယ်။ဒေသခံစေတနာဝန်ထမ်းတွေကလည်းတပ်ကြီးရွယ်အုပ်တွေနဲ့မတန်ဆွမ်းသူတွေကိုကိုယ်တိုင်ကိုကျကူညီဆောင်ရှောက်ပေးခဲ့ရပြီးလူသားချင်းစာနာထောက်ထားမှုရဲ့နှွေးထွေးတဲ့ပုံရိပ်တွေလည်းပေါ်ထွက်လာခဲ့ပါတယ်။ဒါပေမဲ့ဒီမုံတိုင်းကြီးရဲ့အထိတ်လန့်ဆုံးဖြစ်ရပ်ကတော့ ကျုံးမော်က digital ဆက်သွယ်ရေးစနစ်တစ်ခုလုံးရုတ်တရက်ပြိုကျသွားတာပါပဲ။ရလအနေနဲ့ပြည်သူတွေရဲ့ smartphone တွေနဲ့ internet line တွေဟာလုံးဝအဆက်အသွယ်ပြတ်တောက်သွားခဲ့ပါတော့တယ်။အရေးပေါ်အခြေအနေမှာဆက်သွယ်မှုပြတ်တောက်သွားတာဟာလူတွေကိုတကယ်ကိုအထီးကျန်ပြီးစိုးရိမ်ပူပန်စေခဲ့တာပါ။အာနာပိုင်တွေကတော့ဂျပန်ပြည်မကြီးနဲ့ဟာချီဂျိုကျုံးကိုဆက်သွယ်ထားတဲ့ပင်လယ်ခြေအောက် fiber cable line တွေပျက်စီးသွားတာကြောင့်လို့ယူဆခဲ့ကြပါတယ်။ကံကောင်းသွားတဲ့ပဲတဘာဝဘေးကာကွယ်ရေး radio ကွန်ရက်တွေနဲ့ကျိုးဖုန်း line တွေကတော့အလုံးလုံးနေသေးတာကြောင့် ဒီနေရာတွေကသာကျွန်းရဲတခုရီးသောဆက်သွယ်ရေးသွေးကြောဖြစ်ကြန့်ရှိနေခဲ့ပါတော့တယ်။ဒီလောက်ပြင်းထန်တဲ့မုန်တိုင်းတဲ့ကြောင့်ဟာချီဂျိုကျွန်းရဲ့နေစဉ်ဘဝဟာလုံးဝရပ်တန့်သွားခဲ့ပါတယ်။အရေးပါတဲ့လေယာဉ်ကွင်းကို၃ရက်ကြာပိတ်ထားခဲ့ရပြီးကရုတ်တင်မော်တွေလည်းရန်နာထားရတာမို့ခရီးသွားတွေဟာကျွန်းပေါ်မှာတောင်တင်နေခဲ့ရပါတယ်။ဒီလိုဖြစ်တော့ကုန်သီးစီးဆင်းမှုတွေလည်းရပ်တန့်သွားပြီးစားတောက်ကုန်လိုအရေးကြီးပစ္စည်းတွေပြက်လက်မှုအထိစိုးရိမ်ရတဲ့အခြေအနေကို ရောက်ခဲ့ပါတယ်။ရက်ွက်ဒီမှာဆိုရင်မီးပြတ်တောက်မှုတွေဖြစ်ခဲ့တယ်လို့ ပိုဆိုးတာကရေဆိုးမြောင်းတွေရေရှမ်းတာကြောင့်တောက်သုံးရေတွေပါညစ်ညမ်းသွားခဲ့ရပါတယ်။ဒါဟာလူလူကျမ်းမာရေးအတွက်ပါကြီးမားတဲ့စိန်ခေါ်မှုတစ်ခုဖြစ်လာခဲ့တာပေါ့။မိုးတဲထံမှုရဲ့နောက်ဆက်တွဲဆိုးတွေကတော့ကျွန်းရဲ့တောင်ကုန်းတွေပေါ်မှာမြေပြိုမှုကြီးအ ਨੇ ဆုံး၅ခုဖြစ်ပွားခဲ့တာပါပဲ။အဲ့ဒီတွေကမြေပြိုမှုတစ်ခုကဆိုရင်ကျွန်းရဲ့အထက်ကအဝေးပြေးလမ်းမကြီးကိုမြေကြီးအောက်မြုပ်နှံပစ်ခဲ့ပါတယ်။တဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေကလည်းကြီးမားလှပါတယ်။ကမ်းခြေတွေနဲ့ကြောက်ကပားတွေဟာ၅မီတာလောက်ထိတိုက်စားခံရတယ်။ စည်းပွားရေးအဓိကကြတဲ့ငပြောကြံတွေလိန်မောကြံတွေမှာတော့စိုက်ပျိုးသီးနှံ40ရာခိုင်နှုန်းထိပျက်စီးဆုံးရှုံးခဲ့တယ်လို့တောင်သူတွေကဝမ်းနည်းစွာခံမှန်းခဲ့ကြပါဗျ။ဒီလောက်ပြင်းထန်တဲ့မုန်တိုင်းတန်ကြားကပဲကြာတာပရိနေညနေအထိတေဆုံးသူမရှိခဲ့တာဟာတကယ်ကိုမဟာကံကောင်းခြင်းလို့ပဲဆိုရမှာပါ။ဒါပေမဲ့လို့ပြုတ်ကြတာတွေလေထဲပြန်ဝဲလာတဲ့အရာဝတ္ထုတွေနဲ့ထိခိုက်ပြီလို့ဒဏ်ရာအနှဲငယ်ရသူတွေကိုတော့ဒေသခံစေကန့်တွေမှာလိုအပ်တယ်လို့ကုသပေးခဲ့ရပါဗျ။ပြင်ပကဘာနဲ့ဆက်သွယ်ပြတ်တောက်မှုကြောင့် တည်သူတွေကြားမှာစိုးရိမ်တော့ကတွေအမြင့်ဆုံးကိုရောက်ရှိခဲ့ပါတော့တယ်။အထူးသဖြင့်ဂျပန်ပြည်မှာကြီးပေါ်ကမိသားစုဝင်တွေနဲ့အဆက်အသွယ်မရတဲ့သူတွေအတွက်ပို့ပြီးစိုးဝါခဲ့ပါတယ်။ဟဲလိုမုန်တိုင်းရဲ့ဇလန်းကပြီးဆုံးသွားပြီဆိုပေမဲ့သူပေးခဲ့တဲ့သင်ခန်းစာတွေကတော့ကြီးမားလှပါတယ်။ဒီဖြစ်ရမှာဒေသခံကောင်းဆောင်တွေကပြည်သူတွေရဲ့စီးလုံးညီညွတ်မှုနဲ့ကြံ့ခိုင်မှုကိုချီးကျူးဂုဏ်ပြုခဲ့ပါတယ်။အရင်ကတည်းကစနစ်တကျလေ့ကျင့်ထားတဲ့တဘာဝဘေးရန်ရဲ့ကာကွယ်ရေးလေ့ကျင့်ခန်းတွေကြောင့်သာပြည်သူတွေကိုစနစ်တကျရွှေ့ပြောင်းနိုင်ခဲ့ပြီးတုံ့ပြန်ဆောင်ရွက်မှုတွေကောင်းမွန်ခဲ့တယ်လို့ဆိုပါတယ်။ အစိုးရဘက်ကလည်းနောင်အရေးပေါ်အခြေအနေတွေအတွက်အဆက်အသွယ်မပြတ်စေဖို့ဂျိုဒူဖုန်းတွေနဲ့ရေဒီယိုတွေကိုပံ့ပိုးပေးခဲ့တယ်လို့ပြသသွားတဲ့ပင်လယ်ရေအောက်ကေဘယ်လိုင်းကိုလည်းအ мян ဆုံးပြန်လည်ပြင်ဆင်ဖို့ချက်ချင်းဆောင်ရွက်ခဲ့ပါတယ်။စီးပွားရေးရတော့ဒီမုံတိုင်းဟာဒေသခံတောင်သူတွေ၊ကြက်ချံပိုင်ရှင်တွေနဲ့ခရီးသွားလုပ်ငန်းတွေကိုကြီးမားတဲ့ထုံးနှက်ချက်ဖြစ်ခဲ့ပါတယ်။စုစုပေါင်းပြည်စည်းဆုံးရှုံးမှုတန်ဖိုးကိုကနအူးအနေနဲ့ယန်း1.2ဘီလီယံအမေရိကန်ဒေါ်လာ၈သန်းဝန်းကျင်လို့ခန့်မှန်းထားပါတယ်။နောက်ဆုံးအနေနဲ့ပညာရှင်တွေကအရေးကြီးတဲ့အချက်တစ်ခုကိုထပ်မံအတည်ပြုခဲ့ပါတယ်။ အဲ့ဒါကတော့ဟဲလုံမုံတိုင်းရဲ့အချိန်တိုအတွင်းအင်အားကြီးမလာမှုဟာကဘာကြီးပူနေလာမှုနဲ့ဓာတ်ရိုက်ဆက်ဆက်နေတယ်ဆိုတဲ့အချက်ပါပဲပုံမပူနေလာတဲ့သမုတ်တရားတွေကြောင့်ဒီလိုအင်အားပြင်းမုံတိုင်းတွေဟာအနာဂတ်မှာပုံပုံများပြားပြီးပုံမပြင်းထန်လာနိုင်တယ်လို့သတိပေးခဲ့ကြပါတယ်ဒါကြောင့်ဒီဖြစ်ဟာဂျပန်အတွက်တမကကဘာတဝမ်းလုံးအတွက်ပါတဘာဝဘေးရည်ရည်ကိုရင်ဆိုင်ဖို့အမြဲတမ်းအဆင်သင့်ရှိနေရမယ်ဆိုတဲ့မမေ့နိုင်တဲ့အသင်ကန်းစာတစ်ခုကိုပေးသွားခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်